ကိုလုံးထီးပုံနေနဲ့ပတ်သက်ပြီးဝေဖန်သူတွေကိုဒေပြောလိုက်တဲ့ဥက္ကာမင်းမောင်ရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဥက္ကာမင်းမောင်ကိုလွန်ခဲ့တဲ့နှစ်တွေတုန်းကဗီဒီယိုခွေကြည့်ဘူးတဲ့သူတွေဆိုရင်တော့တကယ်ကိုကြားကြားရရနဲ့စွဲဆောင်မှုအပြည့်ရှိတဲ့မင်းသားတယောက်ဆိုတာသိကြမှာပါအခုနောက်ပိုင်းမှာတော့ ရိသက်တော်တော်များများကအုတ်ကမင်းမောင်ကိုဂေးတယောက်ဖြစ်ပေတီးကြတာဖြစ်ပါရင်တကယ်တမ်းဆိုရင်အုတ်ကမင်းမောင်ကခန္ဓာကိုယ်ဘော်ဒီအချို့အစားမျက်နှာကြားတော်တော်လေးကိုခံညာတည့်ရတာဖြစ်ပြီးအမျိုးသားတယောက်ပုံစံနဲ့တော်တော်လေးကိုလိုက်ဖက်ပါရင် ဒါပေမဲ့သူရဲ့စိတ်နှလုံးအရင်ခံကဂေးတယောက်ဖြစ်ချင်နေတာကြောင့်သူရဲ့နှလုံးသားကတောင်းဆိုမှုတိုင်းကိုပဲလက်ခံပြီးသူရဲ့ဘဝကိုကြည်ကြည်နက်နက်ပျော်ပျော်ရွှင်ရွှင်နဲ့နေနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့တခါတလေမှအုတ်ကမင်းမောင်ရဲ့နေထိုင်မှုပုံစံစကားပြောဆိုပုံစံတွေကမြန်မာပြည်နဲ့အဆက်အဟက်မတည့်တာမျိုးတွေရှိပါတယ်။လွန်ခဲ့တဲ့ရက်တွေကအုတ်ကမင်းမောင်ကကိုလုံးဒီပုံတွေတင်လာခဲ့ပါတယ်ဆိုရှယ်မီဒီယာမှာကိုလုံးဒီပုံတွေတင်လာခဲ့တာနဲ့ပတ်သက်ပြီးသူရဲ့ချက်ပေါက်တွေမှာအပြာကားရှိုက်လာဆိုပြီးမေးမြန်းတာတွေနဲ့ရိုင်းရိုင်းဆန်းဆိုင်စော်ကားပြောဆိုတာတွေကိုခံရပါတယ်။ဒါကြောင့်အုတ်က ာမြန်မာကသူရဲ့ social media ကနေကျွန်တော်အပြာကားမရိုက်ပါဘူးချက်ပေါက်မှာဘာရီလာပြောနေကြတာလေလာစော်ကားသူတွေကိုတန်းစီပြီးဘလော့ပစ်ပါမယ်အောက်ကမြန်မာကကိုယ့်ရဲ့တကိုယ်လုံးတရားရဂိုင်းတော့တုံးလုံးပုံနေရိုက်ပြီး only fan တို့မှာရောင်းစားဖို့လည်းအစီအစဉ်မရှိဘယ်တော့မှအဲ့ဒီလိုလုံးမှာမဟုတ်ပါဘူးငွေကြေးချက်တဲ့နေတော့ဘယ်တော့မှအလွယ်လန်းစင်မလိုက်ဘူးလို့ပြောထားပါတယ်သူကတော့ only fan model တချို့တွေလာစီဝင်ငွေကြောက်ခမန်းလီလီဒေါ်လာသိန်းနဲ့ချီပြီးဝင်နေဆိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ်လုံးတိပုံတွေကိုအခကျင်းငွေနဲ့ရောင်းစားပြီးတော့လုတ်ပြနေတာဒါသူတို့ coffee confidence ရှိလို့ခုံယူလို့လုပ်တာသူတို့အတွက်ဝမ်းသာပေမဲ့အဲ့ဒီအလုပ်ကိုတော့ကျွန်တော်ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။ဒါပေမဲ့ဒီကိုလုံးအကုန်မပြဘဲနဲ့တပိုင်းတစပုံလေးတွေရိုက်တာကတော့နိုင်ငံတကာ model တွေမင်းသားမင်းသမီးတွေ body လာတဲ့သူတွေက body အသားပေးပြီး magazine တွေကြော်ညာတွေရုပ်ရှင်တွေရိုက်ပါတယ်မကြည့်ဘူးတာလည်းမဟုတ်ပါဘူး။ကိုကြမှာအစမ်းလာလုပ်နေတယ်ဆိုပြီးတော့လည်းပြောထားပါတယ်။သူ့အနေနဲ့ ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် transgender ပဲဖြစ်ဖြစ်မရွေးပါဘူးနိုင်ငံသားရုပ်ရှင်မှာတရုတ်ဆောင်ဖို့မိန်းမနဲ့အတူတူအိပ်ရမယ့်အခန်းတွေပါရင်လည်းသူကတော့ရိုက်မှာပါဒီလိုမျိုးဇလန်းတွေမှာရိုက်တယ်ဆိုတာလည်းနိုင်ငံသားမှာတော့ used to ဖြစ်နေပြီလို့ပြောထားပါတယ်နိုင်ငံသားရုပ်ရှင်ဇာတ်ကားအတွက်ရိုက်ကွင်းမှာဒီကိုလုံးချွတ်ဆိုရင်လည်းသူကချွင်ရေးပါတယ်ဒါကအရှက်မရှိရနဲ့တော့မဆိုင်ပါဘူးနိုင်ငံသားကဇာတ်ကားတွေမှာမင်းသားမင်းသမီးတွေဇလန်းရိုက်တယ်ဆိုရင်ဒီလိုပဲရိုက်နေကြတာပါဆိုပြီးသူ့ရဲ့အမြင်ကိုပွန့်ပွန့်လင်းလင်းပဲပြောပြလာတာပါသူ့ရဲ့ဘဝမှာမိန်းကလေးတွေနဲ့လည်းပတ်သက်ဖူးပါတယ်ဒါပေမဲ့ကျွန်တော်က BI မဟုတ်ပါဘူးလို့ပြောပြထားပါတယ်သူကဂေးပါမြန်မာပြည်ကတချို့သောရန်စားလေးမိန်းကလေးတွေကကိုကိုကိုဘာစိတ်ဝင်စားလဲဘာကစိတ်ကိုကျဉ်းနှံ့မှုအပြည့်ဝရှိလဲဆိုတာကိုမသိဘဲနဲ့နေထိုင်မှုပုံစံတွေကိုဖုံးကွယ်တတ်ကြတယ်လို့ပြောပါတယ်ကျွန်တော်ခံယူချက်အနေနဲ့ကတော့သူရဲ့လက်ရှိဘဝကိုသူကျဉ်းနှံ့တဲ့ကိုကိုကိုဂေးအဖြစ်လဲရင်းရင်းဝန်းဝန်းလက်ခံထားပါတယ် US မှာရုပ်ရှင် edition တွေပြန်သွားပါမယ်မြန်မာပြည်ကအမှုပညာလောကထဲလဲတကြော့ပြန်ဝင်နိုင်အောင်ကြိုးစားပါမယ်မကြခင်အနာဂတ်မှာလဲမြန်မာပြည်ပြန်လာမယ်လို့သူကရှင်းတာထားတာရှိပါတယ် သူအနေနဲ့အခုလိုမျိုးတောင်းလျှောက်ဝေဖန်နေကြတဲ့သူတွေကိုတော့ကျွန်တော်ကိုမမြင်ချင်ဘူးမုန်းနေမချစ်ဘူးဆိုရင်တော့ဘလော့လိုက်ပါစိတ်ရှုပ်သက်သာတာပေါ့ကျွန်တော်ကတော့ဘသူပါပြောပြောကိုလှုပ်ချင်တာကိုရင်းရင်းတင်းတင်းရုံချင်မှုအဖြစ်နဲ့ဆက်လုပ်သွားမှာပဲလို့ပြောလာပါတယ်ပရိသတ်ချင်းရောအောက်ကမင်းမောင်ရင်ဖြည့်ရှင်းမှုတွေနဲ့ပတ်သက်ပြီးဘလော့တွေတုံးသက်ထင်မြင်ပြီလေဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်